မင်္ဂလာပါစာကရဂျပန်နဲ့လက်ကွဲအွန်လိုင်းပြီးတော့ကြည့်စလိုက်ပါတယ်နော်အဲ့တော့ဒီနေ့လည်း M5 ခန်းချီ reputation link ကိုထပ်ပြီးတော့လေ့လာကြပါမယ်နော်အဲ့တော့စပြီးတော့ကြည့်ကြည့်အောင်ဒီရဲ့နာမည်ကကြတော့ ဟွန်းလို့ခေါ်တဲ့ခန်းကြီးလေးကိုအယုံကြောင့်တင်မယ်ပေါ့နော်အဲ့တော့ဟွန်းလို့ခေါ်တဲ့စာအုပ်ခန်းကြီးလေးအဲ့တော့စာအုပ်စရိတ်ခန်းကြီးလေးကိုအယုံကြောင့်ရေးကြည့်ပါမယ်ဘယ်လိုမျိုးရေးမလဲဆိုတော့ဘဲကနေညာကိုမြင်ဖြောက်လေးတစ်ချောင်းဆွဲမယ်ပြီးရင်နှစ်ချက်ဆွဲပြီး၃ချက်ဆွဲတယ်၄ချက်ဆွဲတယ်ဒါလေးကဘာလေးနဲ့တူလဲမင်းနာဆန်တို့မျက်လုံးထဲမှာ key ဆိုရယ်တပ်ပင်နဲ့တူတယ်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီ key ဆိုရယ်တပ်ပင်လေးကိုဂျားလေးကနေမြင်းလေးတစ်ချောင်းဖြတ်လိုက်တဲ့အချိန်မှာဟွန်းစရိတ်စာအုပ်ဖြတ်သွားတယ်လို့မှတ်ထားမယ်တပ်ပင်လေးကိုဖြတ်လိုက်တဲ့အ ခါမှာစာအုပ်ဖြစ်သွားတယ်လို့မှတ်လိုက်ပါမယ်။တပ်ပင်လေးကိုခီးလို့ခေါ်တဲ့တပ်ပင်လေးကိုဖြတ်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲ။ဟွန်းလို့ခေါ်တဲ့စာအုပ်ဖြစ်သွားတယ်လို့မှတ်ထားပါမယ်။ဟုတ်ပြီနော်။အဲ့တော့သူ့ရဲ့စဲပုံလေးကိုပြန်ကြည့်ရအောင်။တစ်ချက်ဆွဲမယ်၊နှစ်ချက်ဆွဲမယ်၊သုံးချက်ဆွဲမယ်၊လေးချက်ဆွဲမယ်၊ငါးချက်ဆွဲတဲ့ဒါလေးကဟွန်းလို့ခေါ်တဲ့စာအုပ်ပါ။ခီးဆိုတဲ့တပ်ပင်လေးကိုဖြတ်လိုက်ရင်စာအုပ်ဖြစ်သွားပြီလို့မှတ်ထားပါမယ်။နော်။အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးကြည့်ကြည့်ရအောင်။အဲ့တော့နောက်ထပ်ခန်း ကြီးလေးတလုံးနောက်တစ်ခါကြီးတလုံးကကျတော့မင်းနာဇန်တို့မျက်နှာထဲမှာမြင်ပြီးသားပဲဒါလေးကဟီလိုခေါ်တဲ့နေရခန်းကြီးလေးနေကိုလေးကိုစားပြုတဲ့ခန်းကြီးလေးရယ်စောနာက ပါလေဆိုတော့အဲဇနာကစာအုပ်ကိုကိုစားပြုတဲ့ခန်းကြီးလေးရဲ့နှမျိုးပေါင်းလိုက်တဲ့အချိန်မှာမိနာဆန်တို့အတန်ထွက်ဘလို့ထွက်ကြမလဲနီဟွန်းလို့အတန်ထွက်မှာပေါ့ဘာလို့ထွက်မလဲနီဟွန်းနီဟွန်းဆိုတာပါလေဂျပန်နိုင်ငံကိုပြောတာအဲ့တော့ဂျပန်နိုင်ငံကိုနီဟွန်းဆိုတဲ့စကားလုံးကနေ့ရက်တိုင်းမှာ စာအုပ်ရှိတာကဂျပန်နိုင်ငံလို့မှတ်ထားမယ်နေ့ရက်တိုင်းမှာစာအုပ်ရှိတာကဂျပန်နိုင်ငံပါအဲ့ဒီတော့နေ့ရက်ဆိုတဲ့နေ့ရက်ခန်းကြီးနဲ့စာအုပ်ခန်းကြီးနဲ့နှမျိုးပေါင်းလိုက်တဲ့အချိန် မှာနီဟွန်ဆိုတဲ့ဂျပန်နိုင်ငံဖြစ်သွားတာနေ့ရက်တိုင်းမှာစအုပ်ရှိနေလို့ဂျပန်နိုင်ငံဆိုတာဖြစ်တာဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုလေးဆက်ပြီးကြည့်ကြည့်ရအောင်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးအဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးကိုအရင်ဆုံးရေးကြည့်မယ်သူကကြတော့တစ်ချက်နှစ်ချက်ဆွဲတယ်၃ချက်၄ချက်၅ချက်ဆွဲတယ်၆ချက်ခွနာချက်ဆွေးတာ EU ဆိုရယ်ပြောတယ်ဆိုရယ်ဘီနာလီမှာဘာလေးရှိလဲဆိုတော့သူရေးထားတဲ့ဟာလေးကိုကြည့်ကြည့်မယ် တက်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ်အဲ့တော့ပြောတော့ပြောတယ်ဒါလေးကဂေါလို့ခေါ်တယ်နံပါတ်5ခန်းကြီးလေးငါကတတိကိုခုတ်ချီလို့ခေါ်တဲ့ဗဇက်ပေါက်လေးနဲ့ပြောပါတယ်အဲ့ဒါကဘာလဲဆိုတော့ဂေါလို့ခေါ်တဲ့ဘာသာစကားတွေကို ပြောတာပါ ပြန်ပြောမယ်။ဤဥပြောတော်ပြောတယ်ငားချိန်ငားခါပြောတယ်ခုချီဆိုရယ်ပါဇက်ပေါက်နဲ့ပြောတာကဘာတွေလဲဆိုတော့ကော့လို့ခေါ်တဲ့ဘာသာစကားတွေကိုပြောတာဘာသာကဘာသာစကားမှာသုံးမယ်ခန်းကြီးအမျိုးအစားလေးပါပြန်ပြီးတော့ရေးကြည့်မယ်ဆွဲချက်ကလေးတွေနဲ့ဘလိုမျိုးရေးတာလဲကြည့်ကြည့်လိုက်မယ်ပထမဦးဆုံးတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဆွဲတယ်ငားချက်၆ချက်ဆွဲမယ်ခွနချက်ဆွဲမယ်ပြီးကြရင် shi chia sui me, ko chia sui me, 10ချက်ဆွေးတယ်17ချက်ဆွေးတယ်ပြီးရ12ချက်13ချက်14ချက်ဆိုပြီးတော့ဆွဲတာပါအဲ့တော့ဘာနဲ့ဘာနဲ့ပေါင်းတာဣဥလို့ခေါ်တဲ့ပြောတယ်ဆိုရဲခန်းကြီးရဲ့ခေါ်လို့ခေါ်တဲ့နမ၅ခန်းကြီးရဲ့ခုချီလို့ခေါ်တဲ့ဗဇပောက်ခန်းကြီးသုံးလုံးပေါင်းလိုက်တဲ့အခါမှာသူ့ရဲ့အတန်ထွက်ကခေါ်လို့ခေါ်တဲ့ဘာသာစကားကိုပြောတဲ့ခန်းကြီးစကားလုံးလေးရသွားတယ် ဟုတ်ပြီနော်အဲ့တော့ပြောတော့ပြောတယ်ငါးချင်ငါးခါပါစက်နဲ့ပြောတာမှဘာသာစကားဆိုရဲကော့ရတာပါနော်အဲ့လိုလေးမှတ်လိုက်မယ်အဲ့တော့အဲ့ဒီကော့ကိုဘာသာစီတို့ကအဲဆောင်းနာကနီဟွန်းလေးနဲ့ပေါင်းပြီးတော့တွက်ချင်မယ်ဒါလေးကနေ့ရက်တိုင်းမှာပြီးကြရင်စအုပ်ရှိတာကဘာဖြစ်တာနီဟွန်းဆိုရဲဂျပန်နိုင်ငံအဲ့တော့ဂျပန်ဘာသာစကားလို့ပြောခြင်းရင်ကော့လို့ခေါ်တဲ့ဘာသာစကားကမဖြစ်မနေလို့ပြီးအဲ့တော့ကော့လေးကိုထည့်လိုက်မယ်အဲ့ဒါဆိုရင် င်နီပြကြရင်ဟွန်းဆိုရဲစာအုပ်ရှင်းမယ်အနောက်ကဂေါ်လီထဲလိုက်တာအဲ့တော့နီဟွန်းဂေါ်လို့ခေါ်တယ်ဘာသာစကားဂျပန်ဘာသာစကားဆိုတာရသွားမယ်နီဟွန်းဂေါ်ဂျပန်ဘာသာစကားဂျပန်နိုင်ငံဆိုတာကနေ့ရက်တိုင်းမှာစာအုပ်ရှိလို့ဂျပန်နိုင်ငံအနောက်ကငါးခါတီတီပါဇက်နဲ့ပြောတဲ့အတွက်ဂေါ်ဆိုရဲဘာသာစကားဖြစ်တာအဲ့တော့သုံးလုံးပေါင်းလိုက်ရင်နီဟွန်းဂေါ်လို့ခေါ်တယ်ဂျပန်ဘာသာစကားဆိုတာရသွားပြီเนาะအဲ့တော့နောက်တဲ့ခန်းကြီးတော့ ောင်းလေးဆက်ကြည့်မယ်အမင်းနာဆန်တို့ရင်းနှီးပြီးသားဒါလေးကနှက်ကလို့ခေါ်တဲ့အလေခန်းကြီးလေးရယ်စောနာကခုနီလို့ခေါ်တဲ့နိုင်နန်ကိုကိုစားပြုတဲ့ခန်းကြီးလေးရယ်ပေါင်းမယ်အနောက်မှာကဂော့လို့ခေါ်တဲ့ဘာသာစကားလေးနဲ့ပေါင်းလိုက်မယ်နော်အဲ့တော့ဂော့လို့ခေါ်တဲ့ဘာသာစကားလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာသူ့ရဲ့အတန်ထွက်ကဘာဖြစ်သွားလဲဆိုတော့2 go ku ကောဆိုပြီးတော့ဖြတ်သွားမယ်ချူဂိုခူကောအဲ့တော့ချူဂိုခူကောဆိုတာတရုတ်ဘာသာစကားကိုပြောတာချူဂိုခူဆိုတာတရုတ်နိုင်ငံကိုပြောတယ်အနောက်ကဂေါ်ထည့်လိုက်တဲ့အချိန်မှာသူကဘာဖြစ်သွားလဲချူဂိုခူကောလို့ခေါ်တယ်တရုတ်ဘာသာစကားဆိုတာရှားသွားလိမ့်မယ်ဟုတ်ပြီနော်အစ်စ်ခန်းကြီးလေးရဲ့နာမည်ကဘယ်လိုခေါ်မလဲဆိုတော့သူ့ရဲ့နာမည်ကကြားတယ်ဆိုရဲခိခူလို့ခေါ်တဲ့စကားလုံးလေးခိခူလို့ခေါ်တဲ့ကြားတယ်ဆိုရဲစကားလုံးလေးကိုကြည့်ကြည့်မယ်အဲ့တော့ဒီနေ့ကြားတယ်ဆိုရဲစကားလုံးလေးကိုမှတ်ကြည့်မယ် ဆက်ကြတာကတစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ဆွဲတယ်ငါးချက်ခြောက်ချက်ဆွဲမယ်ခုနှစ်ချက်ရှစ်ချက်ဆွဲတယ် moons ray ဂိတကားဆိုတာမင်းနာဆန်တို့သိပြီးသားပဲအဲ့တော့ moons ray ဂိတကားဂျာလီထဲမှာမိမိလို့ခေါ်တဲ့နားလေးရှိတာမိမိလို့ခေါ်တဲ့နားလေးရှိသွားပြီဆိုရင်သူ့ရဲ့အတန်ထွက်ကဘာပြတ်သွားပြီခိခုလို့ခေါ်တဲ့နားထောင်လေးဆိုတဲ့စကားလုံးလေးပြတ်သွားမယ်ပြန်ဆွဲကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ဆွဲ မယ်ငါချက်6ချက်ဆွဲမယ်ခွနချက်7ချက်ဆွဲတယ်9ချက်ဆွဲမယ်10ချက်17ချက်12ချက်13ချက်ဆွဲမယ်14ချက်ဆွဲထားတယ်သူ့ရဲ့နာမည်ကဘလို့ခေါ်လဲခိခုကြားတယ်ဆိုတဲ့စကားလုံးလေးနားထောင်တယ်ဆိုတဲ့စကားလုံးလေးချက်သွားမယ်ဟုတ်ပြီနော်အဲ့တော့နားထောင်တယ်ဆိုတာဂေတကားဘွားမှာမိမိဆိုရဲနားနေနားထောင်တာကခိခုပါဟုတ်ပြီနော်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ် ဟဲ့တော့နောက်ထပ်ခန်းကြီးတလုံးနောက်ထပ်ခန်းကြီးတလုံးရဲ့နာမည်လေးကဘာလို့ခေါ်လဲဆိုတော့ခဥလို့ခေါ်တဲ့ဝဲတယ်ဆိုတဲ့စကားလုံးလေးမှတ်ကြည့်မယ်ခဥဝဲသည်အဲ့တော့ဝဲတယ်ဆိုတဲ့စကားလုံးလေးကိုဘယ်လိုရေးလဲကြည့်ကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲတယ်ငါးချက်ဆွဲလိုက်ပြီဟုတ်ပြီနော်ဒီကြာရင်6ချက်ဆွဲမယ်9ချက်ဆွဲမယ်10ချက်9ချက်ဆွဲမယ်10ချက်ဆွဲတယ်ပြီးတော့မှ17ချက်12 ချက်ဆွေးချတာအဲ့တော့ဟုတ်ပြီဒီအပေါ်ကအစိအပိုင်းလေးကဝဲတဲ့ဆိုတာစိုင်းလေးမှာဝဲတဲ့အတွက်စိုင်းလေးရဲ့စိုင်းပုတ်ပေါ့နော်စိုင်းပုတ်လေးကိုပြပြီးတော့ဝဲရတယ်ဟုတ်ပြီနော်အဲ့တော့စိုင်းပုတ်မှာသွားပြီးဝဲရတယ်မိမိဒါလေးကကြတော့မဲလို့ခေါ်တယ်မျက်လုံးလေးနဲ့ကြည့်ပြီးတော့ဝဲရတယ်ဒါလေးကကြတော့ဟချီလို့ခေါ်တယ်ရှစ်လေးနဲ့တူတဲ့အတွက်ရှစ်ချိန်ရှစ်ခါမျက်လုံးနဲ့ကြည့်ပြီးတော့အဲ့ဒီစိုင်းလေးမှာသွားပြီးတော့ဝဲရတာခဥဆိုတဲ့ဝဲတဲ့ဆိုတဲ့စကားလုံးလေးဖြစ်သွားရောအဲ့တော့ရေးပုံလေးကိုနောက်တစ်ခေါက်ပြန်ကြည့်ကြည့်မယ်နော် အဲ့တော့ခဥလို့ခေါ်တဲ့ဝဲတယ်ဆိုတာဘယ်လိုမျိုးဝဲတာလဲတစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ဆွဲမယ်ငါးချက်ဆွဲမယ်၆ချက်ခွနချက်၈ချက်၉ချက် ိတ်ချက်ဆွဲတယ်၁၁ချက်၁၂ချက်ဆွဲတယ်အနောက်ကဥလီကအစွန်ထွက်မဲ့ခဥဝဲတယ်ဆိုတဲ့စကလုံးလေးပြန်ဆွဲကြည့်၁ချက်၂ချက်၃ချက်ဆွဲမဲ့၄ချက်၅ချက်ဆွဲမဲ့၆ချက်ခွန်နှချက်ရှစ်ချက်ကိုချက်စေချက်ဆွေးမေ17ချက်12ချက်သူ့ရဲ့နာမည်ကဘာလို့ခေါ်လဲခဥလို့ခေါ်တဲ့ဝဲတယ်ဆိုရယ်ခန်းကြီးစကလုံးလေးဝဲတဲ့အခါကျရင်မျက်လုံးနဲ့ရှစ်ကျင်ရှစ်ခါကြည ပြီးတော့ဝေရတဲ့အတွက်ခဥဆိုရယ်ဝေရဲဆိုရယ်စကားလုံးလေးဖြစ်သွားတာဟုတ်ပြီနော်အဲ့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်ကြမယ်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးအဲ့တော့ဒီခန်းကြီးလေးရဲ့နာမည်ကိုအရင်ဆုံးကြည့်မယ်နာမည်ကကျတော့ဟာယာအီစောတော်ဆိုရယ်စကားလုံးလေးဟာယာအီလို့ခေါ်တဲ့စောတော်ဆိုရယ်စကားလုံးလေးကိုကြည့်ကြည့်မယ်နော်အဲ့တော့ဘလို့ဆင်းမလဲဆိုတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲတဲ့ ထကနေရက်ကိုကိုစားပြတဲ့ခန်းကြီးလေးပြီးကြရင်တက်ချက်ဆွဲမယ်နှက်ချက်ဆွဲမယ်အဲ့တော့ဒီအကခန်းကြီးလေးအစိအပိုင်းကကြတော့ဂျူးလို့ခေါ်တဲ့တစိန်နဲ့တူတယ်အပေါ်ကကြတော့နေရက်ခန်းကြီးလေးအဲ့တော့နေရက်အတိုင်းမှာစင်နာရီမှာထတယ်ဆိုတာကစောပါတယ်ဟိုင်ယာအီစောတယ်လို့မှတ်လိုက်မယ်ပြန်ဆွဲမယ်တက်ချက်ဆွဲမယ်နှက်ချက်ဆွဲမယ်၃ချက်၄ချက်ဆွဲတယ်၅ချက်ဆွဲမယ်၆ချက်ဆွဲတယ်နေရက်အတိုင်းမှာဂျူးလို့ခေါ်တဲ့တစိန်နဲ့ပေါင်းနေဆိုရင်စင်နာရီမှာထတယ်ဆိုရင်ဟိုင်ယာအီမြန် နည်းဆိုပြီးတော့မှတ်ထားပေးမယ်ဟုတ်ပြီเนาะပြန်ဆွဲကြည့်မယ်တစ်ချက်နှစ်ချက်၃ချက်၄ချက်၅ချက်၆ချက်ဆွဲထားတာနေ့ရက်တိုင်းမှာစင်နာရီထားရင် higher e sorry ဆိုပြီးတော့မှတ်ထားမယ်เนาะအဲနောက်ထပ်ခါကြီးကြတော့ဆက်ပြီးတော့ကြည့်ကြည့်မယ် ဲ့တော့နောက်ထပ်ခက်ကြီးကျလုံးရဲ့နာမည်လေးကိုအရင်မှတ်မယ်နာမည်ကကြတော့ဘလို့ခေါ်လဲဆိုတော့အဆာလို့ခေါ်တဲ့မနတ်ခန်းကြီးလေးအဆာလို့ခေါ်တဲ့မနတ်ခန်းကြီးလေးကိုကြည့်ကြည့်မယ်နော်အဲ့တော့အဆာရဲ့မနတ်ခန်းကြီးလေးမနတ်ခန်းကြီးကဘလို့ရေးလဲကိုကြည့်ကြည့်မယ်ပထမအဦးဆုံးတချက်နှစ်ချက်ဆွဲတဲ့ဒါလေးကဂျူးလို့ခေါ်တဲ့30ခန်းကြီးနဲ့စင်တူတယ်ပြီးကြရင်တချက်ဆွဲမယ်နှစ်ချက်၃ချက်၄ချက်၅ချက်၆ချက်ဆွဲတဲ့အောက်ကခန်းကြီးလေးကစွမ်းနာကမှတင်လိုက်တဲ့ဟာယာဤလို့ခေါ် ါ်လဲစောတဲ့ခန်းကြီးလေးအဲ့တော့စင်နာယီမှာထတယ်ဆိုတာ higher e စောပါတယ်အပေါ်ကစင်နာယီမှာထတဲ့အတွက် higher e စောပါတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီစောတယ်ဆိုရဲဒီစကလုံးရဲ့အနောက်မှာနောက်ထပ် gas လို့ခေါ်တဲ့လခန်းကြီးလေးကိုအစားထိုးထည့်လိုက်တယ်အဲ့ဒီအခါမှာအမနတ်တိုင်းကိုစင်နာယီမှာထတာကလတိုင်းလတိုင်းဆိုရင်အာစာမနတ်ခင်းကိုပြောတာဟုတ်ပြီနော်အဲ့တော့မနတ်စင်နာယီမှာလတိုင်းလတိုင်းထပါတယ်အာစာမနတ်ပါဆိုပြီးမှထားမယ်ရေဆွဲပုံတစ်ခေါက်ပြန်ကြည့်တစ်ချက်ဆွဲမ ယ်2ချက်3ချက်ဆွဲမယ်4ချက်5ချက်6ချက်9ချက်10ချက်ရှိတယ်9ချက်ရှိမယ်10ချက်ရှိမယ်11ချက်12ချက်ရှိတာအစလို့ခေါ်တဲ့မနက်လာတိုင်းလာတိုင်းစင်နာကြီးမှာစော့စော့လေးထတာကမနက်ပိုင်းညီမှာထတာပါဟာယာအစ္စရဲစောတော်နဲ့ပေါင်းထတာเนาะအဲ့တော့အစဆိုရယ်မနက်လေးဖြစ်သွားပါမယ်အဲ့တော့နောက်လိုက်ခောက်ပြန်ပြီးရေးချင်းပြန်မှတ်မိသွားအောင်လို့ မလို့ပြန်ဆွဲမလဲတချက်နှစ်ချက်သုံးချက်ဆွဲမယ်လေးချက်ငါးချက်ခြောက်ချက်ခွနှစ်ချက်ရှစ်ချက်ဆွဲတယ်လာတိုင်းမှာထားတဲ့အတွက်လာခန်းကြီးလေးထည့်လိုက်တဲ့အချိန်မှာသူ့လိုစကလုံးလေးကဘာဖြစ်သွားလဲအဆလို့ခေါ်တဲ့မနက်ခန်းကြီးလေးဖြစ်သွားတာဟုတ်ပြီနော်ဒါလေးတကူရှိမယ်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးရဲ့နာမည်လေးကိုအရင်ဆုံးကြည့်မယ်နာမည်ကတော့သူ့ကိုဘယ်လိုခေါ်လဲဆိုတော့သူ့ရဲ့နာမည်ကခင်းလို့ခေါ်တဲ့ရွှေလို့လည်းပြောလို့ရတယ်ဟုတ်ပြီနော် ော် gain ဆိုရဲရွှေခန်းကြီးလေးကိုရေးကြည့်မယ်အဲ့တော့ရွှေခန်းကြီးလေးဘယ်လိုဆွဲတာလဲပထမဥဆုံးတစ်ချက်နှစ်ချက်ဆွဲတယ်သုံးချက်ဆွဲတယ်လေးချက်ဆွဲတယ်ငါးချက် 6ချက်9ချက်8ချက်ဆိုရာဒါလီကအရှိမတုံးကတင်ခဲ့တုံးကအိုခါနဲ့ပတ်စံလို့လည်းထွက်လို့ရတယ်နော်ဒီညမှာကျတော့သူ့ရဲ့အတန်ထွက်ကိုဂင်းဆိုပြီးတော့ရွှေခန်းကြီးလို့လည်းထွက်လို့ရတယ်လို့ပတ်စံအိုခါနဲ့လို့လည်းထွက်လို့ရတယ်နော်နှစ်မျိုးလုံးကိုမှတ်ထားပေးမယ်အဲ့တော့ဒါလီကတော့ဂင်းအနေနဲ့ကိုစားပြုမယ်ခန်းကြီးစကလုံးလေးရေဆွဲပုံတစ်ခေါက်ပြန်ကြည့်မယ်တစ်ချက်ဆွဲမယ်2ချက်ဆွဲမယ်3ချက်4ချက်ဆွဲမယ်5ချက်6ချက် ခွနဲ့ချက်ဆွဲမယ်ရှစ်ချက်ဆွဲတာဒါကရွှေကိုကိုစားပြုတဲ့ gain ဆိုရဲစကလုံးလေးငွေကိုလည်းကိုစားပြုတယ်နော်အဲသူ့ကိုနှလုံးမှတ်ထားလိုက်အိုခါနဲလို့ခေါ်တဲ့ပတ်စံလို့လည်းမှတ်လို့ရတယ်လို့ gain လို့ခေါ်တဲ့ရွှေလို့လည်းမှတ်လို့ရတယ်လို့သိထားရမယ်နော်အဲ့တော့ဒါလေးကရွှေကိုကိုစားပြုတဲ့ခန်းကြီးလေးအဲ့တော့ရွှေလေးကိုအမိုးအောက်ကလုံကြုံတဲ့နေရာမှာဒါလေးတွေကတော့တဲ့ပိတ်ပြီးတော့ထားထားတာတော့တည်တော့ခလောက်တင်းနဲ့ပိတ်ပြီးတော့သေးချကိုထားထားတာက gain လို့ခေါ်တဲ့ရွှေလေးကိုထားထားတယ်လို့မှတ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခေါက်ပြန် ရင်ကြီးကြမယ်ဘလို့ပြန်ရင်းမာလဲဆိုတော့ကြည်ကြပထမအဦးဆုံးတက်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ငါးချက်၆ချက်ခွနချက်ရှိချက်ရှိတယ်တကဂင်းလုံးခေါ်တဲ့ရွှေကိုကိုစားပြည့်တဲ့ခန်းကြီးလေးရွှေလေးကိုအမိုးအောက်မှာတော့တည်နေတေးသေးချာချာတော့ခလောက်တည်နေခတ်ပြီးတော့ထားထားရတယ်အဲ့ဒါမှမပြောက်ပါလေအဲ့ဒါကဘာလို့ခေါ်တာဂင်းလုံးခေါ်တဲ့ရွှေခန်းကြီးလေးလို့မှတ်ထားပေးမယ် ဟုတ်ပြီအဲ့ဒါဆိုရင်နောက်ထပ်ခန်းကြီးတစ်လုံးဆက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးကကြတော့မင်းနာဆန်တို့ ਨੇ ရင်းနှီးပြီးသားသူ့ရဲ့နာမည်ကအီခုလို့ခေါ်တယ်အီခုသွားတယ်ဆိုရဲခန်းကြီးလေးကိုကြည့်ကြည့်မယ်သွားတာကဘယ်လိုသွားလဲကြည့်ကြည့်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲမယ်ငါးချက်ဆွဲမယ်ခြောက်ချက်ဆွဲလိုက်တာအရှိရကြတော့လူတွေကသွားတယ်လို့မှတ်လိုက်မယ်နော်လူတွေကသွားတယ်ဘယ်ကိုသွားတာလဲဆိုတော့နေရာတနေရာရောက်ဖို့အတွက်သွားရတယ်ဒါလေးကနေရာတနေရာကိုရောက်ဖို့အတွက် တွက်ဒါကထီကောက်လေးနဲ့တူနေတော့ထီဆောင်ပြီးသွားရတယ်နေရတနေရရောက်ဖို့ထီကောက်လေးနဲ့ဆိုင်ပြီးဆောင်ပြီးတော့သွားရတယ်လူတွေကအခုဆိုရဲသွားတယ်ဆိုရဲစကလုံးလေးရသွားမယ်နောက်တစ်ခေါက်ပြန်ပြီးတော့ရေးကြည့်မယ်နော်နောက်တစ်ခေါက်ပြန်ပြီးရေးကြည့်မယ်ဘလို့ဆဲမှာလေတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ငါးချက်ဆွဲတယ်ခြောက်ချက်ဆွဲထားတာသူ့ရဲ့နာမည်ကပါလေအခုသွားတာအနောက်ကခုလေးကအဆုံးထွက်ပြီနော်ဒါမှသွားတယ်ဆိုရဲစကလုံးလေးဖြစ်မှာပြန်ရေးကြည့်မယ်သွားတယ်ဆိုတာဘလို့မျိုးသွားတာလေ လူတွေကသွားတာဒါကလူတွေကသွားတယ်ဒါကကြတော့နေရာတစ်ခုရောက်ဖို့ကိုထီးဆောင်ပြီးတော့ကိုသွားရတာအဲ့ဒါကဤခုသွားတယ်ဆိုရဲစကားလုံးလေးဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုဘာသာရှင်တို့က ဆိုတော့ကဂင်းလို့ခေါ်တဲ့ရွှေခန်းကြီးလေးကိုပြန်ပြီးတော့ပေါင်းလိုက်မယ်ဂင်းဆိုရဲရွှေခန်းကြီးလေးနဲ့အခု ikku ဆိုရဲတွားတယ်ဆိုရဲစကားလုံးလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာအတန်ထွက်ကဂင်းခိုးလို့ခေါ်တဲ့ ban ဆိုရဲစကားလုံးလေးရသွားရောဂင်းခိုးဒီ ikku ဆိုရဲစကားလုံးလေးကသူများနဲ့ပေါင်းရင်အတန်ထွက်ကခိုးလို့အတန်ထွက်တာဟုတ်ပြီနော်အဲ့ဒါလေးကိုမှတ်ထားမယ်အဲ့ဒီအတူကတစ်လုံးပေါင်းလိုက်တဲ့အချိန်မှာဂင်းခိုးလို့ခေါ်တဲ့ ban ဆိုရဲတွဲလုံးတစ်လုံးရသွားမယ် ban ဆိုရာကဘလို့လဲရွှေတွေရှိတဲ့နေရာပေါ့ရွှေတွေကို သွားတဲ့နေရာရွှေတွေသွားတဲ့နေရာကဘန်ပဲရှိတယ်ဟုတ်ပြီနော်အဲ့ဒီတော့ရွှေတွေသွားတဲ့နေရာကဘန်ပါဂင်းခိုးဆိုရယ်ဘန်လို့မှတ်ထားလိုက်မယ်ဟုတ်ပြီနော်အဲသွားတဲ့ဆိုရယ်ခန်းကြီးလေးရဲ့ဂင်းဆိုရယ်ရွှေခန်းကြီးလေးရဲ့ပေါင်းလိုက်ရင်ဂင်းခိုးဆိုရယ်ဘန်ဆိုတာဖြတ်သွားလိမ့်မယ်နော်ဆက်ပြီးတော့ကြည့်ကြည့်မယ်အဲနောက်ထပ်ခန်းကြီးလေးတစ်လုံးအဲနောက်ထပ်ခန်းကြီးတစ်လုံးကမင်းနာဆန်ကိုရင်းနှီးပြီးသားပဲသူ့ရဲ့နာမည်ကမိဒူလို့ခေါ်တဲ့ကြည့်တယ်ဆိုရယ်ခန်းကြီးလေးအဲတော့ကြည့်တယ်ဆိုရယ်ခန်းကြီးလေးကဘယ်လိုမျိုးဆွဲတာလဲရေးကြည့်မယ်တက်ချက်ဆွဲမယ်နှက်ချက်ဆွဲမယ်သုံးချက် ချက်၄ချက်၅ချက်ဆွဲတယ်၆ချက်ခုနှစ်ချက်ဆွဲတာဒါလေးကမဲဆိုတဲ့မျိုးလုံးကိုထောက်ထောက်ပြီးတော့ကြည့်နေတာဆိုရင်မိတုကြည့်တယ်ဆိုပြီးတော့မှတ်ထားမယ်ပြန်ဆွဲကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်လေးချက်ငါးချက်၆ချက်ခုနှစ်ချက်ဆွဲတာပြန်ဆွဲကြည့်မယ်ဘယ်လိုမျိုးဆွဲတာလဲ အရင်ဦးဆုံးမဲလို့ခေါ်တဲ့မျက်လုံးခန်းကြီးလေးကိုအရင်ဦးဆုံးဆွဲတယ်ပြီးကြရင်အောက်ကလေးမှာချက်လောက်ကလေးနှစ်ချောင်းကိုထောက်ထားလိုက်တယ်ဆိုရင်မိတို့ကြည့်တယ်ဆိုရဲစကလုံးလေးတစ်လုံးရသွားပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီနေ့အပိုင်းအထွတ်ကိုဒီစကလုံးလေးတွေကိုတေးချလိုက်ပြီးတော့ချမှတ်ထားပါမယ်နော်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်